ားလုံးပဲမင်္ဂလာပါကျွန်တော်နေမြန်ရရဝင်အောင်ပါကျွန်တော်ကဒီနေ့မှာဆိုလို့ရှိရင်တော့ဒီ US framework နဲ့ပတ်သက်ပြီးတော့မှတစ်ချက်ရှင်းပြပေးပါပါမယ်ဆို US framework တွေတော့မှကျွန်တော်အသုံးများဆုံးဖြစ်တဲ့ဒီ user center design နဲ့ဒီ lean US တွေဘယ်လိုအလုပ်လုပ်လဲဆိုအောင်ကျွန်တော်တစ်ချက်ရှင်းပြပေးပါပါမယ်ဆိုတော့ကျွန်တော်တို့ဒီရှင်းပြပေးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်လက်တွေ့ဘဝမှာဖြစ်နေရဲ့ဒီပြဿနာလေးတစ်ခုကိုကျွန်တော်တို့တူတူလေးဖြေရှင်းလိုက်ကြရအောင်เนาะအဲ့တော့ကျွန်တော်လက်တွေ့ဘဝမှာဘယ်လိုပြဿနာဖြစ်နေရလဲဆိုလို့ရှိရင်ကျွန်တော်ကညဟိုပြအဲ့လို ို့ရှင်လို့ရှင်လို့ရှင်မိပိတ်ပြီးမှလည်းအိတ်သက်တယ်ဒါပေမဲ့ညာအဲ့လိုမျိုးအိတ်ပြီးွားလို့ရှင်လည်းပြန်လည်းမထကြဘူးဗျာကျွန်တော်အပြင်းကြီးရပါတော့စကားအမှဆိုလို့ရှင်အဲကျွန်တော်တို့ကဒီလဲပြီးွားလို့ရှိရင်ပြန်မထခြင်းဘူးဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်မီးပိတ်လို့ရှိရင်အပေါ်ထပြီးတော့မလန့်ပြီးတော့ပိတ်ရမှာဟုတ်အဲ့တော့ကျွန်တော်အဲမီးခလုတ်ကိုတွားပြီးတော့မှာ ဟိုမနှိမ့်ချင်ဘူးပြသေးလားအဲ့တော့ကျွန်တော်တို့ကအဲ့ဟိုကျွန်တော်ဖြည့်ရှင်းမယ်ပေါ့နော်ကျွန်တော်ဘယ်လိုနည်းနဲ့ဖြည့်ရှင်းလဲဆိုလို့ရှိရင်ကျွန်တော် framework နဲ့ပုံစံလုံးအသုံးပြီးတော့ဖြည့်ရှင်းပေးသွားမယ်ကျွန်တော်ဒီ user centered design UCD ပုံစံနဲ့လည်းဖြည့်ရှင်းပေးမယ် link us နဲ့ကျွန်တော်ဖြည့်ရှင်းပေးမယ်အဲ့အဲ့အချိန်ကျလို့ရှိရင်ကျွန်တော်ကဒီပေါ့နော်နည်းနည်းတော့စိတ်ကမှမှတ်ထားမှာပါလေဆိုရင်ကျွန်တော်က product designer software application designer ဖြစ်တဲ့အတွက်ကျွန်တော် application ကိုပဲအသုံးပြုပြီးတော့မှဖြည့်ရှင်းပေးပါမယ်။အဲ့တော့ကျွန်တော်တို့ဒီ media ကတော့ကျွန်တော်အသုံးပြုမဲ့ media ကလုံးဝဟိုပါလေဒီ smart media ဖြစ်ရမယ်ဆိုတော့ smart brand တွေဖြစ်ရမယ်။အဲ wifi ပါရမယ် bluetooth ပါရမယ်ဒီမှာဖုန်းနဲ့ချိတ်ဆက်လို့ရရမယ်အဲ application နဲ့ချိတ်ဆက်လို့ရရမယ်အဲ့လိုပုံစံမျိုးနဲ့တော့ဟိုတပူတော့ရှိနေမှာပျက်သေးရမလားအဲ့ဒီနဲ့ကျွန်တော်တို့ဖြည့်ရှင်းမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ product designer ဖြစ်တဲ့အတွက်ကျွန်တော်တို့ application ကိုပဲတိစောက်ပြီးတော့မှကျွန်တော်ဖြည့်ရှင်းမှာဟုတ်အဲ့တော့အကွင့်မှာရှိရဲ့ဒီ မီဒီယာဗျာတည်မလားပို့စမတ်မီဒီဖြစ်တယ်လို့ပဲထားလိုက်ပါဆိုဗျာအမှန်တော့ကျွန်တော်လည်းမဝယ်ရသေးဘူးစေရင်ကြီးနေပြီစမတ်မီဒီရဆောနာစမတ်မီဒီရ မသိဘူးကျွန်တော်မေးတော့တသိန်းတလုံးတသိန်းခုနှစ်တောင်းဆိုလာပဲကျွန်တော်မသိဘူး Xiaomi ရဲ့ရီလိုက်တာနဲ့ထုတ်တဲ့မီတီတွေကျွန်တော်ဝယ်ဖို့ဆိုကျွန်တော်စုံစမ်းခါတာတလုံးကိုအဲ့လိုမျိုးတသိန်းကျော်ဆိုတဲ့ကျွန်တော်မဝယ်နိုင်သေးဘူးအဲဒါမှမဟုတ်ကျွန်တော်အဲ့လိုမျိုးဗျာစဉ်းစားကြည့်လိုက်အောင်เนาะအဲ့တော့ကျွန်တော်ဒီမီတီတွေကို application နဲ့ထိန်းချုပ်ပြီးဒီမှာကျွန်တော်ဒီပြဿနာကိုဘယ်လိုမျိုးဖြေရှင်းမလဲပေါ့เนาะအဲ့တော့ကျွန်တော်ပထမအောင်ဆုံးနည်းဖြစ်တဲ့ user center design နည်းနဲ့ကျွန်တော်ဖြေရှင်းလိုက်ကြအောင်အဲ့ user center design မှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ ိုလို့ရှိရင်ပထမအဆုံးဒါလဲဆိုလို့ရှိရင် user ရဲ့လိုအပ်ချက်ကိုကျွန်တော်အရင်ဆုံးနားလည်အောင်လုပ်အောင်မယ်အဲ့တော့ user တွေကဘာတွေလိုချင်တာလဲသူတို့ကဘယ်လိုမျိုးလုပ်ချင်တာလဲဆိုတော့အကုန်ကျွန်တော်နားလည်အောင်လုပ်အောင်မယ်အဲ့တော့ကျွန်တော်ကိုကျွန်တော်ရဲ့ကိုကဘာလဲဆိုလို့ရှိလို့ရှိရင်အဲ့ရနဲ့မခါဘဲနဲ့မိတီကိုလမ်းမျိုးပိတ်ချင်တာနော်အဲ့ကျွန်တော်ရဲ့ကိုအဲ့တော့ကျွန်တော်ကအဲ့ကိုသိရပြီဆိုလို့ရှိရင်ကျွန်တော် research လုပ်ပြီးလောက်တော့မယ်နော်မြန်မာလူတို့တူတူနားလုံးမယ်ဗျအဲ့တော့ကျွန်တော် ဘလို့တုတ္တနာလောက်မှာလဲဆိုရရှင် user ပတ်ဖို့ပြင်းနေနေပဲတုတ္တနာလောက်မှာ အဲ့တော့ကျွန်တော်တို့ဒီနမည်မှာအတိုင်းပဲ user center design အသုံးပြုသူဘဟုဖြူနည်းနဲ့ပဲကျွန်တော်တို့ကအဲ research လုပ်မှာသူတင်နာပြုလုပ်မှာเนาะကျွန်တော်အင်းလေးလုံးနဲ့မြန်မာလူလေးကိုတွတ်တွေးပြညက်ပြီးပြောနေတာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီမြန်မာစလုံးနေရတိတ်ပြီးအသုံးမတွင်ကျဲနေရဖြစ်တဲ့အတွက်ကျွန်တော်အဲ့အသုံးတွင်ကျင်အောင်လို့နောက်ပိုင်းမှာမြန်မာလူလေးနေနေလေးလေးပို့ပြီးညက်ညက်ပြီးပြောရမယ်နောက်ပိုင်းကျလို့ရှိရင်အင်းလေးလူတက်ကျွန်တော်မြန်မာလူပဲပို့ပြီးတော့မှပြောဖြစ်မှာပို့ပြီးတော့များတယ်နောက်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်ကဒီ ဟို UI မှာဆို UI design ကြီးမှာဆိုရင်မြန်မာလိုကိုကျွန်တော်ကအသုံးပြုပြီးရေးသားနေရမလို့ရဲ့ဆိုတော့အဲ့စတဲ့လုံးတွေကိုကျွန်တော်အသုံး print ချင်တာဖြစ်တဲ့အတွက်ကျွန်တော်မြန်မာလိုလေးရေကျွန်တော်ပို့ပို့ပြီးတော့လေးပြောပြပါမယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီတုတ်တေနာအရင်ဆုံးပြုတ်ကြည့်လိုက်အောင်။နော် user တွေပဲမိမယ်အသုံးပြုသူတွေကိုကျွန်တော်စတိုက်စတိုက်မေးပါမယ်။နော်အဲ့အသုံးပြုသူဘယ်လိုပြုတ်မလဲ။အဲ့တော့ကျွန်တော်တို့မေးမယ်ဗျာသိရမလား။ အဲငွေတနေချင်းမဲနေနေတခြားပဲသူပဲနေနေကျွန်တော်တို့ဒီ target user ပေါ့နော်ကျွန်တော်တတ်မှတ်ထားတဲ့အသုံးပြုသူတို့ကျွန်တော်ချင်ပေးချင်မယ်အဲနေညကြလို့ရှိလို့ရှိရင်အဲ့လိုမျိုးပေါ့ မီးပိတ်တဲ့ခါမှာဆိုလို့ရှိရင်ထပြီးပိတ်ရမှာ ਨੇ အရင်ပြင်းတယ်ပေါ့လားဘယ်လိုမျိုးခံစားရလဲအဲ့လိုမျိုးထပြီးပိတ်လိုက်တဲ့ခါမှာရောကျွန်တော်တို့ဒီစိတ်ခံစားချက်ကောင်းကောင်းလားသိရမလား frustrated ဖြစ်လားအဲ့လိုမျိုးပါပို့တကူမြဟိုခံစားလို့ရကောင်းတော့ comfort zone တွေကနေရုံထွက်လိုက်တာဖြစ်တဲ့တော့ခံစားလို့မကောင်းဘူးဆိုတော့ကျွန်တော်တို့သိရဗျာသိရမလားအဲ့တော့အဲ့ဟာလည်းမေးမယ်ထားပြီးလို့ရှိရင်တို့အဓိကမေးရမှာပါလဲဆိုလို့ရှိရင်ဟဲ့နင်တို့ဘယ်ချိန်မှာမီးပိတ်တာအများဆုံးလဲနော်မီးပိတ်ဖို့မီးတက်တာလည်းဘယ်ချိန်မှာအများဆုံးလဲ เนาะအဲ့အားလည်းကျွန်တော်မေးမယ်မေးပြီးလို့ရှိရင်တို့အတီးကနောက်တစ်ခုမေးရမှာပါလဲဆိုလို့ရှိရင်ဟုတ်ပြီအနေအခုခံစားရတဲ့အကောင်လုံးကိုဖြည့်ရှင်းရမယ်ဆိုလို့ရှိရင်ဘယ်လိုမက်သတ်မျိုးနဲ့ဘယ်လိုပုံစံမျိုးနဲ့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်အဲ့အတွက်အဆင်ပြေဆုံးနည်းလမ်းဖြစ်မလဲဆိုတော့ကျွန်တော်တို့ကစဉ်းစားနေရတယ်မဟုတ်ဘူးကျွန်တော်တို့ကလည်းဖြည့်ရှင်းပေးနေရတယ်မဟုတ်သေးဘူးအတီးကပါလဲဆိုလို့ရှိရင်အသုံးပြုတော့ပဲမေးဝိုင်းနေမှာနောက်ဆုံးအသုံးပြုသူစီရနေပဲအဖြေကိုပြန်ပြီးတော့ရအောင်ကျွန်တော်လုပ်နေအဲ့တော့အသုံးပြုသူဘ ਹੁ ပြုမယ်အကောင်လုံးကအသုံးပြုသူစီရပဲလာမယ်အဲ့တော့အမေရရောအဖြေရ တော့တော်တော်များများအသုံးပြုစုစီရနေမှာကျွန်တော်ပြန်ပြီးလာမယ်အဲ့အချိန်ကျလို့ရှင်ကျွန်တော်ကဘာလဲဆိုလို့ရှင် user ရဲ့လိုအပ်ချက်ကိုကျွန်တော်က empathy စာနာနားလည်နိုင်မှာပြီဆိုတော့ user က तू ကဟော ဒီလိုမျိုးလေးလိုချင်တာပါလား။ဟောဒီလိုမျိုးခံစားရတာပါလား။ဟောအင် user ကိုဒီလိုမျိုးလေးလုပ်ပေးလိုက်လို့ရှိလို့ရှိရင် user ဒီလိုအချိန်မှာအဆင်ပြေသွားမှာပါလား။ဟောသူကောင်ကဒီဟာအဆင်ပြေမယ်လို့ယုံကြည်နေရပဲ။အဲ့မျိုးဆိုရောငါတို့ကဒီလိုမျိုးလေးလုပ်ပေးလိုက်ဆိုလို့ရှိရင်အတုံးပြသူတို့တကယ်ရောအဆင်ပြေသွားမှာလား။စသဖြင့်ပြသရမလား။တဖြည်းဖြည်းနဲ့ပို့ပြီးတော့နားလေလာလိုက်မယ်နော်။အဲ့တော့ကျွန်တော်ပထမအဆင်ပြေပြီးအဲ့တော့ဒုတိယအဆင်ကျွန်တော် define ဆိုရအဆင်သွားမယ်။ အဲ့ကျွန်တော်တတ်မှတ်မယ်ဆိုတော့တတ်မှတ်မယ်ဆိုတော့ကျွန်တော်တို့ propane ဝင်းဆုံးတတ်မှတ်မယ်ကျွန်တော် propane ကတော့ဆန္ဒတော့တတ်မှတ်ပြီးဒါပါလဲဆိုလို့ရှိရင်အိမ်ယာနေမီဒီယိုမထားဘဲနေမီလန်ပိတ်ချင်တာနော်အဲ့ဒါကျွန်တော်ရဲ့ propane ကိုကျွန်တော် define တတ်မှတ်ပြီးပါအဲ့တော့ အဲ့တော့ကျွန်တော်ဖြည့်ရှင်းမယ်ကျွန်တော်ဖြည့်ရှင်းမှာလဲဘယ်လိုနည်းနဲ့ဖြည့်ရှင်းမှာလဲဆိုလို့ရှိရင် mobile application တစ်ခုကိုဆွဲမှာဆိုတော့ mobile application ထဲကနေကျွန်တော်က cloud link နဲ့လိုက်ရုံနဲ့ media တက်ပြီးပိတ်သွားလိုက်မယ်အဲ့ဒါခုန user ကနေမှလမ်းပြီးပြောလိုက်တာဟုတ်သလား user ကိုယ်တိုင်ကဒီ application ကိုလိုချင်နေပေါ့သိရမလားဒီ share step ဒီ ရှေ့ရအဆင့်မှာတင် user land မျိုးဖြည့်လိုက်ကြလေအဲသူအဲ့လိုမျိုးညာအိမ်ရဝင်တဲ့ခါမှာဆိုလို့ရှိရင်သိရမလား application လေးနဲ့နှိပ်ပြီးတော့မီးပိတ်လို့ရရင်ကောင်းမှာပဲဆိုရဲအဖြေလေးရလာတော့ကျွန်တော်ဒီဟာကိုအဆင့်မှာဆက်ပြီးလုပ်တာနော်အဲ့တော့ကျွန်တော် okay အဲ့တော့ application ကိုကျွန်တော် design ဆွဲလိုက်မယ်ပပန်းနဲ့ design ဆွဲလိုက်မယ်အရင်ကမြင်တယ်ဗျာဒီမှာကျွန်တော်ဒါ AI နဲ့ဆွဲလိုက်တယ်အဲ့တော့ application design ဆွဲပြီးတော့မှလုပ်လိုက်လုပ်ပြီးရင်ခါမှာကျွန်တော် ဘာလုပ်လဲဆိုလို့ရှိရင် user ကိုအစမ်းတုံးထိုင်းကြည့်မယ်ဆိုတော့ tier tier prototype လုပ်တယ်ကျွန်တော်အစမ်းလုပ်ကြည့်ရယ်အစမ်းလုပ်ပြီးလို့ရှိရင်လို့ရှိရင်ကျွန်တော် user ကိုပေးစမ်းမယ်အဲတော့နောက်တစ်ဆင့်နောက်ဆက်နေစင်ရပါအဆက်နေစင်မှာဆို user ဆမ်းပြီး software သူ့ရဲ့ living room ရှိမယ် bedroom တွေရှိမယ်တခြား room တွေလည်းရှိမယ်အဲ့တော့သူ meet အပိတ်ဖွင့်နေသူ application တွေပဲထိန်းချုပ်လုပ်ရပါလိမ့်မယ်နော် sorry အဲ့လိုမျိုးထိန်းချုပ်တဲ့အခါမှာဆိုလို့ရှိရင် user က အရင်ပြောသွားတယ်တင်မလားဘာလို့သူ့ပြက်နာကိုဖြည့်ရှင်းနိုင်လဲတော့ okay တင်မလားငါတို့ application တုံးတောင်းနေရေဆိုပြီးတော့ application တွေအကုန်လုံး download ဝိုင်းပြီးဆွဲရမယ်ကျွန်တော်တို့ကလည်းအရင်ပြောမယ်အဲ့လိုချိန်မှာ user base တွေလည်းများလာမယ်များလာချိန်မှာကျွန်တော်တို့ဘာလဲဆိုလို့ရှိရင် ဒီ application လုံးဝပြင်မထားပဲနဲ့ထပ်ပြီးတော့မှစမ်းတက်နေအောင်ပဲပြီးလို့ရှိရင် user ရဲ့ CN ကြီးပျော်စတာဖြစ်ထပ်ပြီးတော့နားထောင်မယ် user ရဲ့ feedback တွေကိုချက်ပြီးပြန်ပြီးနားထောင်မယ်ဗျာပြည့်မလားပထမအဆင့်ပြန်ပြုတ်သွားမယ်အဲ့တော့ interview တွေပြန်ပြုတ်လုပ်ရင်လုပ်မယ်ဒါမှမဟုတ်ရှင် user ရဲ့ CN ကြီးဘယ်လိုမျိုးခက်ခဲရှိနေရောပြန်ပြုတ်နားထောင်မယ်နော်အဲ့တော့ကျွန်တော်တို့ကဗာလဲဆိုလို့ရှိရင် user ရဲ့ CN ကြီးဟို feedback ကိုပြန်ပြီးနားထောင်နေမှာဆိုရင် user တွေကဘာပြန်ပြောလဲဆိုလို့ရှိရင်ဟဲ့နင်တို့ application ကြောင့်ငါတို့ကတော့ဒီ media ကို ကွာတည်ရမလားအိယာကနေထပြီးပိတ်စင်အရမလို့တော့ဘူးအဲ့တော့အိယာတကယ်နေလိုက်ပြီးပိတ်လိုက်လို့ရပြီပြက်တနာကဘာလဲဆိုလို့ရှိရင်ငါတို့ကဟို application ရှိနေရဲ့ဒါနဲ့ဘုံ BD ပိတ်ဖို့မိနေတော့မယ်တည်ရမလားဒါလေးကြောင့်ရှိရင်ကျွန်တော် line ပါဝင်ကျွန်တော်စကားကြည့်နေစကားကြည့်နေနဲ့အိပျော်သွားတက်တယ်တခြားနားထောင်နေအိပျော်သွားတက်တယ်အဲ့မနေ့မော်လင်းမောက်တီမိသည်ကြီးရပွင့်နေရောအဲ့တော့အဲ့လိုမျိုးမဖြစ်ချင်ဘူးဟာတည်လားအဲ့ဒါဆိုလို့ရှိရင်ငါတို့ application ကိုဘယ်လိုမျိုးလုပ်လို့ရလဲဆိုပြီးတော့ သူတို့ကနေမှာသူတို့ထပ်ပြီးတော့မှပြောလိုက်မယ်အဲ့ချိန်ကျကျွန်တော်အင်တာဗျူးအစနအရှေ့အဆက်ဆိုင်မယ်ကျွန်တော် iteration ပြန်အောင်မယ် iteration လို့ဆိုတော့ကျွန်တော် the job ပြန်နေဆိုရင်ပုံစံမျိုးပဲပြောမှာမဟုတ်ဘာသာပြန်အောင်เนาะအဲ့တော့ iteration ကျွန်တော်အစအစင်ကိုကျွန်တော်ပြန်ပြီးသွားမယ်ဆိုတော့အစအစင်မှာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှေ့ဆုံးမှာလုပ်ခဲ့တဲ့အချိန်မှာဘာလဲဆိုလို့ရှိရင် research လုပ်မယ်သူတင်နာပြုတ်မယ်ဆိုတော့ကျွန်တော် interview ကြီးလုပ်မယ်အဲ့တော့ user ကိုကျွန်တော်တော့မေးကြည့်မယ်ဘာပေါ့တည်ရမလား okay ဒီ application ကိုတုံးလာတော့မှမိနေတော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုး solution တွေနဲ့လုပ်မယ်မယ်ဆိုလို့ရှိရင်တတိယနိုင်ပဲအဲ့ဒီညာလို့ရှိရင် user land ပြီးပြောတယ်ဟာ notification system လေးထည့်ရင်ကောင်းမှာပဲသိရမလားညာ ဒီလိုမျိုးအဲ့တဲ့ချိန်မှာဆိုလို့ရှိရင် note လေးကြလာမယ်ဆိုလို့ရှိရင်ငါမိပိတ်မှုမမိနိုင်တော့တော့ဘူးပေါ့ okay user အဲ့လိုမျိုး request လုပ်တယ်ကျွန်တော်တို့ကလည်းဒီအောင်အော် okay မစိုးဘူးဒီ feature လေးတော်တော်လေးကောင်းလာမယ်အဲ့ဆိုကျွန်တော်အဲ့ feature ကိုထည့်လိုက်မယ်ဆိုပါဆိုတော့ကျွန်တော် define လုပ်ပြီးပြီးပပပန်းနဲ့လုပ်လိုက်ပြီးပြီး design နဲ့ဆွဲလိုက်ပြီးပပပန်းနဲ့အဲ့တော့ကျွန်တော်ဒီဘက်မှာဒီစာလေးကိုပြန်ပြီးတော့မှဖွင့်လိုက်အောင်အဲ့တော့ ကျွန်တော်ကဘာလုပ်မလဲဆိုလို့ရှိလို့ရှိရင် notification system ကိုကျွန်တော် application နဲ့ခဲ့ရအောင်မယ်အဲ့တော့ကျွန်တော် application ကဘယ်လိုမျိုးလုပ်မလဲဆိုလို့ရှိရင် user ကိုသူက preset တိုင်းတက်မှတ်ထိုင်မှာဥပမာ90နာရီရောက်လို့ရှိလို့ရှိရင်အဲမီးပိတ်ပေးပါတော့ဆိုရဲအဲ့လိုမျိုး notification တွေကြာလောင်းလို့ကျွန်တော် preset လုပ်ထိုင်မယ် predefine လုပ်ထိုင်မယ်အဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးလုပ်ပေးခြင်းအပြင် user ရဲ့ဒီမေးရဲ့ပြဿနာကိုဖြေရှင်းနိုင်ပါလိမ့်မယ်လို့ယုံကြည်ရဲအဲ့ပြီးကျွန်တော်တို့ user စီကို publish launch လုပ်လိုက်မယ် user ရဲ့ကျွန်တော် application ကို download လုပ်မယ် why me တုံးကြမယ်ရေးဆိုပြီးတို့အဆင်ပြေချင်လို့ဆို why me ပျော်ကြမယ်ကျွန်တော်တို့လည်းပျော်မယ်အဲအဲ့လိုမျိုးနေနေကျွန်တော်တို့ အထက်ပြီးတော့တဆင်းပြီးတဆင်းဖြည့်ရှင်းပွားရဲ့ပုံစံမျိုးကျွန်တော်တို့ user center design အဲ UCD နီးလို့ခေါ်ရဲဆိုတော့အသုံးပြုသူဘဟုပြုပေါ့ဗျာဆိုတော့အသုံးပြုသူ CR တွေပဲကျွန်တော်တို့ feedback တွေလာရင်အဲ့လိုပုံစံမျိုးနဲ့ပဲကျွန်တော်ဖြည့်ရှင်းပွားတယ်သိရမလားတဆင်းပြီးတဆင်းပြအဆောင်အတင်းညမယ်မရက်ပေါအောင်တော့သိရမလားဟိုပြက်နာအသေးတွေထပ်ပြီးကြုံတွေ့နေအောင်မယ်အပြက်နာတွေကိုကျွန်တော်တို့ကထပ်ထပ်ပြီးတော့မှတကြောပြန်ပြီးတော့မှဖြည့်ရှင်းပေးပါမယ် โอเคအဲ့တော့ဒါ UCD နဲ့ပတ်သက်ပြီးတော့အကုန်လုံးကနားလည်လောက်မယ်လို့ကျွန်တော်မြင်မိရယ်အဲ့တော့ကျွန်တော်ဒီ UCD ပြီးတော့နောက်တနည်းဖြစ်တယ်ကျွန်တော် link USB နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးမယ်ဒါတော့ကျွန်တော်အကြိုက်ဆုံးတည်းရလဲပါတယ်ကျွန်တော် link USB အလုပ်လုပ်ပုံဘယ်လိုလုပ်လို့လဲကျွန်တော်ပြောပြပေးမယ်အဲ့တော့ link USB ပထမဆုံးဆက်โอเค နော် hypothesis ဆိုကောက်ချက်ချမယ်အဲ့တော့ကျွန်တော်တို့ကတရားကိုဆနအစနဲ့ပြင်မသွားတော့ပဲနဲ့ဟို UCD ဘက်မှာလောက်ခဲ့ပုံစံမျိုးတိုင်းပဲလုပ်မယ်ဗျာအာကျွန်တော်ဒီရမကိုင်းဒီမှာအရင်ဆုံးတစ်ချက်ပြောအောင်မယ်ဒီ user centered design ကအသုံးပြုသူဘယ်လိုပြုထားရဲ့အတွက်အသုံးပြုသူဘယ်လိုပဲနေနေစိတ်ခံစားချက်ပို့ပြီးကောင်းစေမှာပဲဘာသိရမလားအဲအကောင်းဆုံးမတ်တပ်ဖြစ်နေမှာမဟုတ်လားအဲဆိုလို့ရှိရင်ဘာလို့တခြားမတ်တပ်တွေတုံးနေရတော့လဲသိရမလားဘာလို့ဒီ link user အရင်ခက်စားပြီးတော့ဘာလို့သူ့ကိုလည်းတုံးနေရလဲပေါ့ အဲ့တော့ကျွန်တော်တစ်ချက်ပြောပြပေးမယ်။ပြရတာဘာလဲဆိုလို့ရှိရင်လင်းရီဝက်စတာပတ်စံကုန်းနာတက်တာလို့ရောလုံနေရှင်နေအကြိုက်ဆုံးပဲ။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်အရှင်းဆုံး user center design မှာဆိုလို့ရှိရင်ကျွန်တော် user survey drop ဖို့အတွက် user interview တွေလုပ်ဖို့အတွက် research လုပ်ဖို့အတွက်တမိတက်တက်ကြီးပတ်စံအချင်းပတ်စံလည်းပေးရဆိုလို့အချင်းလည်းပေးရတယ်။အဲ့တော့လုံနေရှင်နေတော်တော်များများဘာလဲဆိုလို့ရှိရင်သူတို့ဒီ research လုပ်မဲ့အထက်ထက်မှာအချင်းလည်းမကုန်ချင်းပတ်စံလည်းမကုန်ချင်းတာဖြစ်တဲ့အတွက်လုံနေရှင်နေတော်တော်များများဒီနိုင်ငံမှာရှိရ လုပ်နေရှင်နေမြောတော်တော်များများ link us ပို့ပဲထုံးချပို့များတယ်အဲကျွန်တော်ဆိုလို့ရှင်လေဒီ UCD design ဆိုရခဲ့ link us ပို့ပဲကျွန်တော်နေတိုင်းနေပါပဲကျွန်တော်လှုပ်ဖြစ်နေရတယ်ဗောနော်ကျွန်တော်ဒီနိုင်ငံမှာနေရဆိုတော့ဘလို့ရနေနေ link us နဲ့ပဲကျွန်တော်နေတိုင်းနေပါတုံးဖြစ်နေရတယ်ဒါပေမဲ့မကြိုက်ဘူးလားဆိုလို့မဟုတ်ဘူး link us ကတော်တော်လေးလေးကောင်းနေတယ်မှာပါတယ်ကျွန်တော်ကိုယ်တိုင်းမှာအရှင်တော့ UCT ကိုကျွန်တော်ပို့ပြီးကြိုက်တယ်ဆိုမယ်နောက်ပိုင်းမှာကျွန်တော်ဒီ link us ကိုပို့ပြီးတော့သဘောကျလာပြီဘာလို့လဲဆိုတော့တချင်နားထောင်ကြည့်ရင်လည်းသဘောပေါက်သွားလိမ့်မယ်နော် အဲ့တော့ခါပေါ့ဗျာကျွန်တော်ရှေ့က project ပဲကျွန်တော်လုပ်နေအဲလုပ်နေတဲ့မှာမှာ poster တွေမှာဟဲ့ငါပတ်စံရန်ကုန်လာပြီ neuro research လုပ်တာတည်မလား user ရဲ့ coffee maker အဲတည်မလား user ရဲ့မဟုတ်ဝဲကြွေးရတယ်ဗျာတည်မလားအဲ့တော့မဟုတ်ဝဲကြွေးရငါပတ်စံရန်ကုန်နေပြီ coffee boy ကုန်နေပြီအဲ့တော့ငါ user တွေကိုထပ်ပြီးတော့မုံဝံမကြွေးချင်တော့ဘူးဒီ research board တွေ interview board တွေငါထပ်ပြီးမကုန်ချင်တော့ဘူးနင်တို့ဒီ research လုပ်ဖို့အတွက် budget တွေအကုန်လုံး ရုပ်သိမ်းလိုက်ပဲတည့်ရမလားမပေးတော့ဘူးဟေးဆိုလို့ရှိရင်အဲ့ချိန်ကျတော့ရှင်ကျွန်တော်ကအဲဘယ်လိုပုံစံမျိုးနဲ့ဖြည့်ရှင်းမလဲဆိုဒီ link US နဲ့ဖြည့်ရှင်းနေပေါ့နော်အမှန်တမ်းဆိုလို့ရှိရင်ကျွန်တော်ကဒီစလာတဲ့နေရာနေမှာ reset ဆိုရအဆင်မပါဘဲနဲ့ product ကိုစတဲ့ကျွန်တော် link US နဲ့စာရ project တွေကြီးပဲအဲဒါမှကျွန်တော်ကရှေ့မှာဟိုဟာလေးကိုပဲတစ်ချက်ပြင်ပြီးတော့မှပြောပြပေးပါမယ်နော်အဲ့တော့ကျွန်တော်ရှေ့ရ program ကိုကျွန်တော်ဖြည့်ရှင်းနေတော့မယ်ဗျာဒါပေမဲ့ဖြည့်ရှင်းနေတဲ့ရုပ်ရည်ကြီး poster budget ချမပေးတော့ဆိုလို့ရှိရင်ကျွန်တော်ဘာလုပ်ထုတ်မလဲဆိုတော့ကျွန်တော် hypothesis စလုပ်မယ်ဆိုတော့ တုံးတစ်ချက်ချိုင်လို့ပြောမလားကောက်ချက်ချိုင်လို့ပြောမလားနော်အဲ့တော့ကျွန်တော်ကောက်ချက်ရင်ဆုံးချကြည့်အောင်အဲ့ဒါပါလဲဆိုလို့ရှိရင်ကျွန်တော်ကိုစောနာတိုင်းမယ်ကိုကပါလဲဆိုလို့ရှိရင်ဒီမီးသီးမီးပိတ်ဖို့မေ့နေရဘူးကျွန်တော်ကဘယ်လိုမျိုးဖြည့်ရှင်မလဲပေါ့နော်အဲ့တော့ကျွန်တော် hypothesis ချမယ်ဆိုလို့ရှိရင်ကျွန်တော်ကပါလဲဆိုလို့ရှိရင်ဒီ mobile application တခုပဲလုပ်မယ်ဆိုတော့ mobile application ကနေပဲကျွန်တော်တို့ notification ကြပြပြပြဘယ်လိုပဲနေနေတခုခုနဲ့ပိတ်လို့ရအောင်လုပ်မယ်ပေါ့ဟိုကကျွန်တော် hypothesis ချလိုက်မယ် နော်အားပြီးလို့ရှိရင်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်အရေးကြီးဆုံးကဘာလဲဆိုလို့ရှိရင်ဒီနေရာပဲဒီပိုင်းလေးအားဘာလဲဆိုလို့ရှိရင်ကျွန်တော် user စီကနေ feedback တွေရောမတောင်းတော့ဖြစ်မှာ feedback တော့မတောင်းတော့မဟုတ်ဘူး feedback တော့တောင်းမှာပဲတည်မလားဒါပေမဲ့ user interview မလုပ်တော့ဘူး user user နဲ့ဟိုအမြင်နဲ့ချင်းဆိုင်ထိတွေ့ဆက်ဆက်မှုတွေမလုပ်တော့အဖြစ်တဲ့အတွက် user တွေဆီကနေကျွန်တော်တို့ဘယ်လိုမျိုး feedback တွေရနိုင်လဲပေါ့သိရမလားဒီ application ရဲ့ free feature အောင်မြင်နေဘူးအောင်မြင်နေလားမအောင်မြင်လားဆိုတော့ကျွန်တော်ဘယ်လိုမျိုးတိုင်းတာမလဲပေါ့သိလား success metric တွေဘယ်လိုတိုင်းတာမလဲ success rate တွေဘယ်လိုမျိုးတိုင်းတာမလဲပေါ့အဲ့ဒါလည်းအရင်ရေးကြည့်အဲ့တော့ကျွန်တော်ကဘယ်လိုမျိုးတိုင်းတာမလဲဆိုတော့ကျွန်တော်ဒီ application launch လုပ်ပြီးွားရင်ကမှာဆိုလို့ရှိရင် user report ကိုကြည့်မယ်ဆိုတော့ user report ကိုကျွန်တော်ဘယ်လိုမျိုးကြည့်မလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင် user က အဲဒီကလောက်ကိုဘယ်နဲ့ချင်းနှိမ့်မိပါလဲတင်မလားဘယ်နဲ့ချင်းနှိမ့်တာအများဆုံးလဲနူတီချလာတဲ့အချိန်မှာဆိုလို့ရှိရင်လေတင်မလားတင်မီးပိတ်ဖို့မေ့နေသေးလားပေါ့တချို့ကကြတော့တင်မလားနူတီချလာပြီနဲ့မီးမပိတ်မိဘူးလေဖြစ်နိုင်တယ်လေအဲ့တော့အဲ့ကောင်တို့ကျွန်တော်ဒီ application တွေကနေပဲကျွန်တော် data ကောက်ပြီးတော့မှကျွန်တော်တို့ကိုယ်တိုင်အဲ့ဟောပြန်ပြီးတော့မှ learning လုပ်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော် hypothesis အရင်ဆုံးချလိုက်မယ်ဆို ကောက်ချက်ချလိုက်မယ်ကောက်ချက်ချပြီးကျွန်တော်ဘာလုပ်မလဲဆို MVP လုပ်မယ် MVP ရတော့ဆိုတော့ကျွန်တော် prototype ပဲ paper နဲ့မြင်း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 ဆက်ဆန်းလုပ်မယ်အဲ့အချိန်မှာကျွန်တော် feature နောက်ထပ်ထည့်ထည့်မယ်အဲ့ feature ဘာလဲဆိုလို့ရှိရင်ကျွန်တော် kind of flow ဆိုတဲ့ feature ကိုထည့်ချင်တယ် user scene နေလာမို့ကျွန်တော် scene နေလာကျွန်တော်ရဲ့ site ဦးထည့်မှာအားတိမလား user ဟောပေါ့ဆိုတော့အားကျွန်တော်ပုံလေးပြန်လိုက်မယ်ပုံလေးပြန်လိုက်မယ်ရှင်းပါမယ်ဒါတော့ sometimes UI နဲ့တူတူပဲဆိုတော့ လေဗယ်ရူးမှာပိတ်မလားဘယ်ရူးမှာပိတ်မလားပြဿနာဘာလဲဆိုလို့ရှင် user အခန်းများရှိလို့ရှင်ကျွန်တော် cloud တွေအများကြီးအချိန်ကြီးတော့နေအများကြီး line နေနေရမှာအဲ့တော့ကျွန်တော်တို့ဒီအောက်ဆုံးမှာဆိုရင် kernel for ဆိုရင် feature လို့ခက်လိုက်တယ်အဲ့ဆိုလို့ရှင်ဒီ cloud နေတိုင်းနေအိမ်မှာရှိလို့မှမီးကျွန်တော် batch ဆိုရင်တန်ပိတ်ပါမှာအဲ့အဲ့လိုမျိုးဆို user တော့ပို့ပြီးအဆင်ပြေနိုင်နေပေါ့ကျွန်တော်တို့ကနေ cloud ချချလိုက်တာ user ဆီကနေလာလဲမဟုတ်ဘူး cloud နေကိုပဲတုံးတက်ချချလိုက်တာအဲအဲ့လိုမျိုးချပြပါတော့မှကျွန်တော်ဘာလုပ်မလဲဆိုလို့ရှင် application ကို launch လုပ်လိုက်မယ် launch လုပ်ပြီးလို့ရှင်လို့ရှင် user ဆီကနေကျွန်တော် send ထည့်မယ် သူတို့စီကနေကျွန်တော်ဒီ data တွေကိုပြန်မျိုးယူမယ်ဗျာဒီလားဆောင်းတဲ့ကျွန်တော်ပြောရတဲ့အတိုင်းပဲအဲ user တွေကဒီ notification ကြာတော့မှပိတ်ဖို့မိတ်နေသေးလားတင်လားဘယ်ကလုတ်တွေနှိမ့်တာအများဆုံးလဲဆောနာဒီ turn off feature ထည့်လိုက်တဲ့ခါမှာဆိုလို့ရှိရင် user တွေတော်တော်များများဒီ turn off feature ကိုနှိမ့်ရုံနှိမ့်ကြရလားနှိမ့်တာအရင်အတွက်အချိန်အရင်အတွက်အများဆုံးလားအဲ့အကောင်လုံးကိုင်းတာကြည့်မယ်အဲ့လိုမျိုး measure လုပ်မယ်ပေါ့ကျွန်တော် measurement လုပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် landing ပြန်လုပ်မယ်ဟာ okay design အကောင်လုံးက ဘာလဲဆိုလို့ရှိရင် notification ကြာအောင်မမိနေတော့မယ်ကျွန်တော်လိုလိုမျိုးပဲเนาะဆိုတော့ခါညာကြီးအိတ်တော့မယ်ဆိုလို့ notification လည်းပိတ်ပြလိုက်ခါချင်း notification လည်းဖွင့်ဖွင့်လာမှာပဲတိတ်မှာဒါပေမဲ့အဲ notification ဖွင့်တိုင်း notification ကြာလာလဲဟာမသိဘူးကအိတ်မယ်အဲ့လိုပုံစံမျိုးနဲ့ပဲအိတ် ပြောက်ခါမျိုးလည်းရှိရဲ့ဗျာအဲ့တော့ ကျွန်တော်တို့ကအဲ့မှာဆိုလို့ရှိရင် landing လုပ်တဲ့အခါမှာ landing point တစ်ခုထည့်ရလာပြီ။အဲ့ဒါဘာလဲဆိုတော့ user ရဲ့ notice ကြောင့်မှသူတို့မီးပိတ်ဖို့မေ့နေတော့မယ်။နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အတိတ်ထည့်ပြီးလိုက်ရဒီ turn off for feature ကိုလူတွေကကြိုက်ကြတယ်ပေါ့။အဲ့လူတွေကြိုက်ကြ လူတွေကိုမမေးဘဲနဲ့ဘယ်လိုမျိုးသိရလဲဆိုလို့ရှိရင်တို့ဒီခလုတ်ကိုနှိပ်တဲ့အချိန်ကြီးအတွက်အားလုံးကအများဆုံးဖြစ်နေပြသိလားမဒီခလုတ်ကိုနှိပ်တာနှစ်ခေါက်ဒီခလုတ်ကိုနှိပ်တာသုံးခေါက်ဆိုရင်ဒီခလုတ်ကိုနှိပ်တာအခေါက်90ဆိုလို့ရှိရင်ဒီ turn of four ခလုတ်ကလုံးဝအနိုင်အများဆုံးပဲပြသိလားအဲ့တော့ user ID ခလုတ်ကိုချိန်နှိပ်တက်ကြရင်တော့ကျွန်တော် hypothesis ပဲချအောင်တော့ချက်ချအောင် user ကိုသိသွားမမေးကြည့်ဘူးနော်အဲ့လိုမျိုးကောစီချလိုက်တဲ့အခါမှာဆိုလို့ရှိရင်နှစ်ခုပြေပြီ user ID turn off ဆိုတဲ့ feature ကိုကြိုက်တယ်ပြီးလို့ရှိရင် notification ကျလာတော့မှဒီမိပိတ်ကိုမိနေတော့မယ်တည်ရမလား အဲ့တော့ကျွန်တော်တို့ဘာလုပ်တော့မလဲဆိုလို့ရှိရင် iteration ပြန်ပြီးလုပ်တော့မယ်ဆိုတော့တကြောပြန်သွားမယ်အဲ့တော့ကျွန်တော်တို့ dia ကို cycle လေးတစ်ခုရှိရဲ့ cycle ဘာလဲဆိုရင် bin measure land ကျွန်တော်တီဆောင်မယ်တိုင်းတာမယ်အဲတင်ယူလေးလာမယ်တင်ယူမယ်ပြီးလို့ရှိရင်ကျွန်တော်တို့တကြောပြန်မယ်ပေါ့အဲအဲ့လိုပုံစံပြန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ tunnel force feature ကိုလူတွေကကြိုက်ကြဖြစ်တဲ့အတွက်အဲနောက်တစ်ချိန်မှာနောက်တဲ့ version တစ်ခုမှာကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင် okay design တာကိုနှိပ်တာများတယ်ဒါပေမဲ့ကျွန်တော်ဒီ app ဒီ UI ကိုကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင် ဟိုအလေးကတေးတေးလေးပဲဖြစ်နေတယ်ပေါ့အဲ့တော့ဒီ kind of volume ကကြီးကြီးလေးထားပြီးတင်ရမလားဒီမှာဒီနေ့မှာအဝိုင်းကြီးကြီးလေးနဲ့ထားပလန်ရမလား hypothesis ချာမယ်တေးရမလားအဲ့လိုမျိုးလုပ်မယ်ပြီးနောက်တစ်ခုကပြဿနာကဘာလဲဆိုလို့ရှိရင် user တွေကဒီ notification ချထားမှာမမေ့နေကြအောင်မယ်ပေါ့အဲ့ပြတော့ဘယ်လိုဖြစ်ရှင်းမလဲဆိုကျွန်တော်စဉ်းစားလိုက်တယ်ဟာအဲ့ဆိုငါတို့ smart automation တစ်ခုလေးတစ်ခုထိန်းတော့မလားပေါ့တေးမလားအလိုအလျောက် smart ဖြစ်ဖြစ်နေအလိုလျောက်ပိတ်ပေးမယ် စနေလေးတစ်ခုပေါ့ဟာတွန်းနေတွင်းနေတော့မိုင်းနေတယ်သိရပါလားโอเคဟာဆိုလို့ရှိရင်ကျွန်တော်တို့လောက်ကြည့်လိုက်အောင်အဲ့တော့ကျွန်တော်ဒီဘက်မှာ MVP state ကိုပြန်သွားမယ်ဆိုတော့ MVP မှာဆိုလို့ရှိရင်ကျွန်တော်တိစားထားလေးရောတစ်ချက်ပြန်ဖွင့်လိုက်တော့ โอเคအဲ့တော့ကျွန်တော်ကဘာလို့မလဲဆိုလို့ရှိရင် smart automation feature ကိုထည့်မင်းဆိုအလိုလျောက်မီပိတ်တဲ့စနစ်ကိုထည့်မင်းအဲ့တော့ user ဘာလို့ပြရမလဲဆိုတော့ preset style လောက်ပြရမလဲ predefined လောက်ပြရမလဲသူပေးချိန်မှာမီပိတ်ချိန်လေးပေါ့ဥမာများစင်တာရောက်တာနဲ့အိမ်မှာရှိနေမြမီအကုန်လုံးပေးအဲအဲ့လိုမဟုတ်တယ်မြလုံးမလားအဲ့လိုမျိုးလုံးလက်ချင်းအားဖြင့်ကျွန်တော်ကဘာလဲဆိုလို့ရှိရင်ညစင်တာရောက်တော့ notification လာရဲ့ချိန်မှာမှာ ဘာလဲဆိုတော့ကျွန်တော်ဖုန်းကို action ဘွားပြီးလုပ်စရာမလိုဘူး။သူကဘာ application မှလည်းဖွင့်စရာမလိုဘူး။ဘာ cloud မှလည်းနေစရာမလိုဘူး။ဖုန်းကနေမှ hey meet the center ရောက်ပြီးနေပိတ်တော့တော့ဆိုရင်ဖုန်းနေမှသူ့လူလူလန်းခိုင်းတာ။ကျွန်တော်ကလန်းတဲ့ဖုန်းကြီးကိုပို့စရာလည်းမလိုဘူး။ cloud တွေလည်းနေစရာလည်းမလိုတော့ဘူး။အဲ့လိုမျိုး smart ဖြစ်တဲ့ feature လေးတစ်ခုထည့်လိုက်မယ်ဆိုလို့ရှိရင် user တွေအတွက်အဆင်ပြေသွားမယ်လို့ကျွန်တော်ရုံချီးရတယ်။ နော်အဲ့လိုမျိုး hypothesis ချရင်ကျွန်တော် culture ချရတယ် culture ချပြီးတော့ကျွန်တော်ဘာလုပ်မလဲဆိုရင်စောနာအတိုင်းပဲတကြောပြန်သွားမယ်ဘေးလုံးနဲ့မရှာလုံးမယ်ကျွန်တော်ပြင် land နဲ့ပြန်လုံးမယ်အဲ့လိုမျိုးနီးနေပဲဒီတပတ်လည်းနဲ့တန်နေရလည်းအနည်း process မျိုးကျွန်တော် link us လို့ကျွန်တော်ခေါ်တယ်နော်အဲဆိုလို့ရှိရင်အကောင်လုံးကဒီ user center design နဲ့ link web ကိုအကောင်လုံးကိုသဘောပေါက်လာပြီလို့ကျွန်တော်တို့ယုံကြည်မိရယ်အဲ့တော့ဟို ရုတ်စီသိရမလားဒီထဲမှာအကြိုက်ဆုံးမတက်တာဘယ်မတက်ဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်ကတော့ Lin US မတက်ကိုအရင်ကြိုက်တဲ့ Airframe ကတော်တော်လေးသဘောကျချင်းစီရအကောင်းလေးဘာလို့လဲဆိုတော့ကျွန်တော်တစ်ချက်ရှင်းပြမယ် user center design မှာဆိုလို့ရှိရင် user scene တွေပုံပြလာတာဖြစ်တဲ့အတွက်အချိန်ပေးရတယ်အဲ စီပွားရေးဘက်တာနေကြည့်မလို့ကျွန်တော်အခုနောက်ပိုင်းမှာနည်းနည်းစီပွားရေးဆန်လာပြီဆိုတော့လေအရင်တော့ဆိုလို့ရှိရင်ကျွန်တော် UC design ကိုအရင်ကြိုက်တာဘာလို့ဆို user AC ကပဲကျွန်တော်အဖြေရှာမလဲသိရမလားအဲ့တော့ user ကတည်ရဟူသူ့ right လိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဖြည့်ရှင်းပေးလိုက်နိုင်တဲ့အတွက်ဒါ user အတွက်အဆင်ပြေရဖြစ်သိရမလားအဲ့တော့ဘလို့ပဲနေသူ့ application ကလုံးဝအဆင်ပြေနေမဲ့ pro ဟို project ကြီးဖြစ်နေမှာပဲဗျာ အဲ့တော့ကျွန်တော် use case design ကိုကျွန်တော်အရင်တပေါ်ကြတယ်။ဒါပေမဲ့နောက်ပိုင်းမှာကျွန်တော်လည်းနည်းနည်းလေး CI ဆန်လာတယ်။ CI ဆန်လာတဲ့အတွက်ကျွန်တော်လုပ်ငန်းရှင်တွေအမြင်ကိုပါနည်းနည်းလေးတပေါ်ပေါက်လာခြင်းမှာကျွန်တော် lean UX ကိုပို့ပြီးတပေါ်ကြမိပါတယ်။အာဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဒီ use case design လုပ်တဲ့ခါမှာဆိုလို့ရှိရင်ကျွန်တော် survey တွေထောက်လာတယ်ဒီမှာ research လုပ်လာတယ်။အဲ့အချိန်မှာဆိုလို့ရှိရင်ပတ်စံကုန်နေအဲပြီးလို့ရှိလို့ရှိရင်အချိန်ပေးရတယ်။တော်တော်လေးကိုအချိန်ပေးရတဲ့အချိန်မှာလည်းပါတယ်။အဲ့တော့ ပြီးလို့ရှိရင်နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီ research အများကြီးလုပ်လေလေဒီ research data ဖောင်းပွားလာလေလေတဲ့ပါပြီးလို့ရှိရင်ဒီအဖြစ်ကြီးပဲထပ်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 တလဲလေပြင်ရလေလေပုံစံမျိုးကြီးလည်းဖြစ်တတ်တယ်အဲ့တော့အချိန်ကြီးကအလကားနေကုံဝါတတမျိုးလည်းဖြစ်တတ်တယ်အမှန်တမ်းဆိုလို့ရှိရင်တို့ဒီ US designer တွေအတွက်ဆိုလို့ရှိရင်ကောင်းတာပေါ့တဲ့မှာ data တွေရှိရတဲ့အတွက်ဒါကတော့ဟို data နဲ့ပြင်မျိုးမှာပြောလို့ရတယ်နေတင်တစ်ခုခုလေးဆိုလို့ရှိရင်ဒါ data ရပြောနေရဆိုကျွန်တော်တို့ဒီ data ဆာရွက်တွေကိုပြလို့ရတယ်ဒါမဲ့ကျွန်တော်လုံးနေရှင်ဘက်သားကြည့်မယ်ဆိုလို့ရှိရင်တော့တဲ့မှာအဲအချိန်ပေးရရင်ပတ်စံလေးကုန်နေဗျာ အဲ့တော့အခုနောက်ဆုံးမှာကျွန်တော်ဟို link us တို့ကြိုက်တယ်ဆိုတော့ link us တာရောဘယ်လိုမျိုးအကျိုးများလဲပေါ့ ဘလို့ကျုံများလဲဆို research တွေပတ်စံတပြားမှမကုန်တော့ပဲအချိန်လည်းမကုန်တော့အတိုင်းပဲ hypothesis လောက်ရကောက်ချက်ဟိုကောက်ချက်ချင်ရွယ်ပို့မှာတော့နည်းနည်းလေး wall လောက်ပို့များလာတယ် designer မှာဆိုလို့ရှိရင်နည်းနည်းပို့ပြီးစဉ်းစားရအပိုင်းပို့ပြီးများလာတယ်အဲ့တော့စဉ်းစားပြီးဖြည့်ရှင်းရမယ် user နေ့အောင် empathy ပို့လို့ရတယ်ဒါသူ့နေမှာလာတာဆိုလို့ရှိရင်ဘလို့မျိုးအဆင်ပြေအောင်လုပ်အောင်မလဲပါအဲ့လိုမျိုး empathy လေးနည်းနည်းလေးကိုချင်းစာတရားအောင်နည်းဖြည့်ရှင်းပေးရတဲ့ပုံစံမျိုးကြီးလုပ်ပေးရတယ် အဲ့ကြောင့်မို့ဒီရေးစားထားမယ်ဆိုလို့ရှိရင် user experience designer ကိုရေးစားထားပါလို့ပြောအဲ့ကြောင့်မို့တို့ကကိုချင်းစာတရားကိုလက်ခံခိုင်းလူတွေဟုတ်ဟောအဲ့တော့ကျွန်တော်ကဘာလဲဆိုလို့ရှိရင် app browser ကအရင်မြန်တယ်လာနော်ကျွန်တော် design ဆွဲမယ် deploy လုပ်မယ် user ရှိဘူးချက်ချင်းကို launch လုပ်ပြမယ်အဲ့တော့ အရန်ကိုမြင်တာဗျအဲ့ processor အရန်မြင်တဲ့အတွက်လုံးဝလုံးနေရှင်းနေရတယ်ကြိုက်ကြတယ်ဒီကလုံးနေရှင်းနေတော်တော်လေးများကြိုက်ကြဒါပေမဲ့နေရာတိုင်းမှာအကျိုးနဲ့အပြစ်တွေကတော့အများကြီးပဲရှိတယ်အဲ့တော့ user centered design မှာဆိုလို့ရှိရင်အကျိုးကတော့လုံးဝ user system ဘိုင်းဖြစ်တယ်လုံးဝစိတ်ကျေနေစေရင်အပြစ်အပြစ်ရလို့လည်းပြောလို့မရဘူးဗျာဒါပေမဲ့နည်းနည်းလေးတော့အပြစ်သေးတော့နည်းထိလိုက်မှာပေါ့နော်အဲဘာလဲဆိုရင်ရှိအချိန်အများကြီးပေးရတယ်ပတ်စံငွေတုံးချေချနည်းနည်းလေးပို့ပြီးပေးရတယ်အဲ့တော့ clean us မှာလည်းအာတာချန်နဲ့အားနည်းချက်ရှိရယ်အဲ့တော့ လင်းရွက်ဆက်အာသချစ်တာပါလဲဆိုအရန်မြန်တာပိုးစိုးပတ်ဆက်ကိုမြန်တာချက်ချင်းဒီဇိုင်းဆွဲမယ်ချက်ချင်းမက်တပ်လုပ်လုပ်မယ် user ID ချက်ချင်း launch လုပ်မယ် user ID လက်ထက်ချက်ချင်းရောက်ပါမယ်အရန်မြန်တယ်အဲ့တော့အဲ့မှာလဲအာသချက်လည်းရှိလို့အားနည်းချက်တာလည်းရှိဆိုအကျိုးနဲ့အပြစ်ပေါ့နော်အပြစ်တာပါလဲဆိုလို့ရှိရင်ဟိုက user တွေစီကနေဘာမှမကြားလိုက်ရတဲ့အတွက် ဘာလို့ဘာမှဟိုမစမ်းတက်ခဲ့ရတဲ့အတွက် user တွေလက်ထက်ရောက်တာမှာကိုယ့် application ဟင်းဒီနေရာကြီးကတုံးလို့လည်းစိတ်မပြေပါဘူးပြင်မလားဟင်းဒီနေရာကြီးက error တက်နေရဲ့ဟာဒီနေရာကြီးကြာလို့ရှင်ကတမျိုးကြီးပဲမတုံးတက်ဘူးအဲ့လိုမျိုး feedback တွေကြားလာရနိုင်မယ်ဒါပေမဲ့ကျွန်တော်အဲ့လိုကြားလာရခြင်းမှာအတိအတာ proactive နေနဲ့ကျွန်တော်ဖြည့်ရှင်းရမယ်အဲ့တော့ linux မှာအအရေးကြီးဆုံးပဲကျွန်တော် proactive နေနဲ့လုံးဝဖြည့်ရှင်းရမယ်အဲ့လို feedback တွေကြားလာရင်မှကျွန်တော်အဲ့ဒီမှာစိတ်လိုက်ကြည့်ကြရမယ်ဟာတာဟာဘာလဲငါဆွဲ design ရအဆင်မပြေဘူးတဲ့ အဲဒါကြီးစိတ်ကြီးမဲ့ကြီးလည်းဝင်တတ်တယ်တဲ့မလားဟာငါဒီဇိုင်းနာတွေငါစင်ပြောင်းဆွဲထားတာဒင်းတို့မတုံးတတ်တာတဲ့မလားအဲ့လိုမျိုးလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အဲ့လိုမျိုးကြီးလုံးဝမလုံနဲ့ကျွန်တော် apathy လောက်အောင်မယ်အဲ့တော့အဓိကဘာလဲဆို proactive နည်းနဲ့ဖြစ်ရှင်အဲ့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ပြက်နာတတ်လာပြက်နာတတ်လာဒါမှဆိုအဲ့ပြက်နာကျွန်တော်တို့စူးစိထားမယ် okay ဒီ user ဒီလိုပြက်နာတတ်တယ်ဟို user ဒီလိုပြက်နာတတ်တယ်ဟော okay ဟဲ့ဒီပြက်နာကဒီလိုဖြစ်ရှင်းနိုင်လို့ရှိရင်ချက်ချင်းရမှာပဲအဆင်ပြေသွားမှာပဲဆိုပြီးတော့အဲ့ပြက်နာကြားပြီးရခြင်းမှာချက်ချင်း အဖြေရှာချက်ချင်းအဖြေကုန်ချက်ချင်းဖြေရှင်ပြီးလို့ရှိရင် user လေးတက်ချက်ချင်းပြန်ခဲ့အဲဆိုလို့ရှိရင်လို့ရှိရင် user စိတ်ထဲမှာတော်တော်လေးကိုဒီ brand ပေါ်မှာလေ cross worthy ဖြစ်သွားလိမ့်မယ်ယုံကြည်စိတ်ချသွားလိမ့်မယ် link us အားသချက်ထဲမှာအဲ့ဒီကူကလေတော်တော်လေးကောင်းနေထင်မှာပါအရင်မြန်တဲ့အတွက်လေအဲတော့ကျွန်တော်က product ကိုထုတ်လိုက်တယ်ဆိုတော့ application ထုတ်လိုက်တယ်ထုတ်ပြီးရချိန်မှာ user လက်ထက်ရောက်မှာ user ဓာတ်ကြီးလိုက်တယ်မှာဒီ application တောင်းတဲ့ခါမှာစိတ်မကျေနပ်ဘူးပြတည်အောင်ဘာပဲ error တက်နေအောင်ပြလို့ရှိရင် ကလုတ်တွေကလည်းအလုံးမဖြစ်ဘူးဖြစ်လို့ရှိရင်တူလူချင်းတဲ့ပုံစံနဲ့ဒီလိုမှဟုတ်ဘူးချက်ချင်းကိုစိတ်ညစ်သွားတယ်စိတ်ညစ်သွားတဲ့မှာကျွန်တော် user ဟာဘာလုပ်မလဲ complaint file လောက်တော့မယ်သိရမလားအဲတက်ဆိုင်ရနေရနေလာပြီးပြောမယ်ဒါမှမဟုတ်မပြောဘဲနေတဲ့ application အရင်ဆုံးလုပ်ရင်လည်းလောက်ပါလိမ့်မယ်ပြားသိရမလားအဲ့လိုမျိုးလောက်သွားတဲ့ခါမှာကျွန်တော်တို့ဒီ data တွေပြန်ပြီးကြည့်တော့ဟာ user တွေကျွန်တော်ပြန်နေကြုံနေရပြီဟေးဟေးသိရင်သိရင်သိရမလား developer သိရင်ငါတို့အကောင်လုံးကိုတရားရီကောင်းအောင်ဖြည့်ရှင်းကြမယ်ချက်ချက်ချင်းလုပ်မယ်ဆိုပြီးတော့ အဲ့တပတ်အတွင်းမှာလည်းချက်ချင်းမဖြစ်ရှင်တပတ်အဲ့တပတ်တပတ်တောင်ဖြစ်နေဆိုတော့တပတ်အတွင်းမှာလည်းကျွန်တော်တို့ application ကိုချက်ချင်း launch တောက်လိုက်ခါမှာဆိုတော့ user တွေက application ကိုသူတို့ app store play store နဲ့ update ဆိုရင် version ကိုတွေ့ပြီအဲ့တော့သူတို့ user တွေ update လုပ်လိုက်ပြီ application ကို update လုပ်လိုက်တာမှာဟာ မိုင်းလိုက်လားနော်အရင်တစ်ပတ်ကဒီ application မကောင်းဘူးလို့ပြောထားတာဒီနေရာကြီးက300အဆင်မပြေဘူးလို့ပြောထားတာအဲ့တော့ဒီရောက်တို့အဆင်ပြေအောင်လုပ်လိုက်ပြီတဲ့လားဟောအယမ်းမြန်တာပဲနော်အဲ့တော့ဒီ brand လေးကမစိုးဘူးတိုးတက်မှတ်ထင်မှာပါရဲ့ဟာကြည့်ရဒီ application เนี่ยနောက်ပိုင်းမှာတော်တော်လေးကောင်းလို့ကောင်းတာမြင်ထင်မှာပါရဲ့ဆိုပြီးတော့စိတ်ထင်မှာသူ user စိတ်ထင်မှာအဲ စိတ်ခံစားမှုအရာဆိုလို့ရှင်ခြေနဲ့ထည့်ထည့်ရပါမယ်ပျော်ရှင်သွားမယ်ဗျာအဲ့ချိန်ရလို့ရှင်ကျွန်တော်တို့လည်းပျော်ရွှင်မယ်ယူဇာတွေလည်းပျော်ရွှင်မယ်အကုန်လုံးဝင်းဝင်း situation ဖြစ်လိမ့်မယ်နော်အဲ့တော့အဲ့ဒီကြောင့်မို့ကျွန်တော်တို့ဒီ link us ကိုကျွန်တော်ကတော့ပို့ပြီးသဘောကျပြီးတော့တုံးဖြစ်တဲ့နေတိုင်းနေပါ link us နဲ့ပဲတုံးဖြစ်လာတော့ခုနောက်ပိုင်းမှာဆိုလို့ရှင်နော်အဲ user design ကမကောင်းတာမဟုတ်အရန်ကောင်းတယ်အချိန်ရန်ပေးရလို့ကျွန်တော်ကနောက်ပိုင်းမှာမကြိုက်တယ်ဒါပေမဲ့ကျွန်တော် ဒီ Linux နဲ့ UCD design မှာဖရာကိုပို့ပြီးအကျိုက်ဆုံးသမီးမယ်ဆိုရင်ကျွန်တော်ဒီနိုင်ငံမှာနေရအခုကျွန်တော်လုတ်တက်ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ Linux ကိုပဲနေတိုင်းနေပါသုံးဖြစ်နေတော့မယ်အဲ့တော့ကျွန်တော် Linux ကိုပဲယူရအဲ့ဆိုလို့ရှိရင်အခုချိန်နေတဲ့သူတွေခေါင်းအောင်တော့ဒီ user center design ကိုသဘောကျလားသဘောကျရင်ဆိုလို့ရှိရင်ဘာကြောင့်သဘောကျရလဲ Linux ကိုသဘောကျလားသဘောကျဆိုရင်ဘာကြောင့်သဘောကျရလဲတိလား level 4မှာရောဘယ်လိုမက်သက်တွေအသုံးပြု ပြုတ်ဖြစ်နေလေကျွန်တော်အသုံးမပြုတ်ရသေးဘူးဆိုရင်တော့မဘလူး method ကိုအသုံးပြုတ်ဖို့စိတ်ထဲမှာပို့ပြီးတော့စိတ်အားထက်သန်လေးသိရမလားအဲ့မျိုးလေးကိုကျွန်တော်တစ်ချက်လောက်ဖြစ်ဖြစ်ပေးပါပါဒေါက်တာကွန်မန့်တင်ပါပြီကျွန်တော်တစ်ချက်လောက်ပြောပြပေးပါပါအကုန်လုံးကျေးဇူးများတင်ပါဗျာဒီနောက်နေ့မှပြန်တွေ့မယ် bye bye